အပိုင်း921ရဲ့အဆောက်မှာတော့ Viola ကလူဖီကဘယ်လမီကိုရှင်းပြလိုက်ပြီလို့အားလုံးကိုပြောပြခဲ့ပါတယ်။ဒါကြောင့်အားလုံးကမျက်နှာတွေကပျော်ရွှင်မှုတွေနဲ့ဝင်လှက်သွားခဲ့ကြပါပြီ။ဆက်ပြီးတော့ Viola က Donkey Hoti Family မိသားစုမှာသူမတို့အတွက်အဓိကရန်သူကနှစ်ယောက်ပဲရှိတော့တယ်လို့ပြောလိုက်ပါတယ်။ဘာလို့ကြားတော့အားလုံးကပျော်ရွှင်သွားပြီးသူတို့ရဲ့အိမ်မက်ဆိုးတွေကမကြခင်မှာအဆုံးသတ်သွားတော့မယ်လို့ပြောနေခဲ့ကြပါတယ်။အဲ့ဒီအချိန် Viola ကတစုံတစ်ခုကိုမြင်သွားခဲ့ပါတယ်။ဒါကြောင့်သူမကလန့်သွားပြီးဒါကမဖြစ်နိုင်ဘူးလို့ရည်ရွယ်နေခဲ့ပါတယ်။ ညဖက်မှာလည်း Viola ရဲ့ပုံစံကြောင့် Usup က Viola ကိုဘာဖြစ်လဲလို့မေးလိုက်တော့ Viola ကသူမတို့ဘက်မှာလည်းလူရင်အားကျသွားပြီလို့ပြောခဲ့ပါတယ်။ဒါကိုကြားတော့အလုံးကပါဇက်အဟောင်းသားဖြစ်သွားပြီး Usup က Viola ကိုဘာလို့လဲမတို့လူတယောက်ကျသွားပြီလားလို့မေးလိုက်ပြီးဘသူကျသွားတယ်လဲလို့စိတ်ပူစွာမင်းနေခဲ့ပါတယ်။ဒါကြောင့် Viola ကဘသူဖြစ်နိုင်မှာလဲအဲ့ဒါကလောပဲလောကျသွားပြီလို့ပြန်ဖြေလိုက်ပြီးဆာမူရိုင်းကဒါကိုမယုံမကြည်နိုင်ဖြစ်နေခဲ့ပါတယ်။ဒါဖက်မှာလည်းနန်တော်ရဲ့ထိဆုံးပိုင်းနေရာမှာတော့ Tribon နဲ့ Do Flamingo ကလောအတမ်းမဲ့နေပြီဖြစ်တဲ့ခန္ဓာကိုယ်ကိုကြည့်ပါသဘောကျရည်မောင်းနေပါတယ်။ ိုဖလာမီကိုကတော့ဒါကိုဗီယိုလာကကြည့်နေမယ်ဆိုတာကိုသိပြီးသူမမြင်ရင်တော်လေးအန်အောနီလောက်တယ်လို့ဆိုတာယူမောနေခဲ့ပါတယ်။လွန်ခဲ့တဲ့မိနစ်ပိုင်းတွင်လောမတီခင်ကလန်တော့ရဲ့အပေါ်မှာရှီဘောကလောကိုတိုက်ခိုက်ခဲ့ပါတယ်။နာကျင်စွာလဲချနေတဲ့လောကိုဒိုဖလာမီကိုကမင်းအနားယူသင့်တယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ဒါကဘာစားနည်းပဲဖြစ်ဖြစ်လုံလောက်ပြီလို့သူကပြောလိုက်တယ်။ဒါပေမဲ့မောပန်းနေတဲ့လောကသူတို့ကိုဘာစကားတစ်ခုမှတော့မပြတ်မပြောနိုင်ခဲ့ပါဘူး။အဲဒီတော့ဒိုဖလာမီကိုကလောကိုမင်းအနေနဲ့ငါ့ကိုတယောက်တည်းရှင်ရှားဖို့တောင်အဆင်မရှိဘူးလို့ပြောပြီး ဘာလို့သူတို့နှစ်ယောက်လုံးကိုကြိုင်နဲ့စိန်ခေါ်ခဲ့ရလဲလို့ပြောလိုက်ပါရီ။ဒါကိုကြောက်တော့လောကတင်းပြီ။သူအားထိုင်နေဖို့ကြိုးစားခဲ့ပါရီ။လိုဖလမင်ဂိုကလောကိုလူဖီတို့ကဒီနေရာကိုလွယ်လွယ်ရောက်မလာနိုင်ခဲ့ဘူးလို့ပြောလိုက်ပြီးလောကို "तू ကမင်းရဲ့တငယ်ချင်းတွေနဲ့အတူချမယ်ဆိုရင်တော့အသက်ရှင်နိုင်တယ်"လို့ပြောလိုက်ပါရီ။ဒါပေမဲ့ထရီဘောကမင်းကအယူပဲလို့ပြောလိုက်တယ်။လိုဖလမင်ဂိုကတော့လောကိုမင်းကသနားစရာကောင်းတဲ့ဝိညာဉ်လေးပဲလို့ပြောလိုက်ပြီးလောရဲ့ငယ်ဘွားကိုပြန်ပုံဖော်နေခဲ့ပါရီ။လောကမျှော်လင့်ချက်မရှိတဲ့ white down မှာမွေးဖွားခဲ့ပြီးသူ့ရဲ့ငယ်ဘွားကလည်းမှောင်မိုက်ခြင်းတွေနဲ့ပြင်နေခဲ့ပါရီ။ နောက်တစ်ရက်မှာတော့လောကဒိုဖလမင်ဂိုရဲ့ညီနဲ့တွေကအနိုင်ကျင့်ခံခဲ့ရပါတယ်။ဒါပေမဲ့အဲ့တော့ကလောကအသက်ဆက်ရှင်မှုတွန်းအားတွေကိုပေးခဲ့တာပါ။ပြီးတော့လောကအသက်မရှိတော့တဲ့လူတယောက်အတွက်အစွမ်းကုန်ကြိုးစားပေးခဲ့ပြီးသူမရဲ့မျှော်မှန်းချက်ကိုရအောင်လှုပ်ဆောင်မှုအတွက်လူဖီရိုနဲ့ပူးပေါင်းကကျုံးကိုပြန်အားတိုက်ခိုက်နိုင်ခဲ့ပါတယ်။ဒိုဖလမင်ဂိုကတော့လောရဲ့စိတ်ဓာတ်ပြင်းပြမှုကြောင့်အနေငယ်အံ့ဩနေခဲ့ရတယ်လို့ပြောပြခဲ့ပါတယ်။ဒါပေမဲ့ဒိုဖလမင်ဂိုကလောကိုမင်းရဲ့73နှစ်တာအချိန်ကုန်ဆုံးမှုကအလကားပဲလို့ပြောလိုက်တယ်။ပြီးတော့သူကလောကို ဘာပဲဖြစ်ဖြစ်တရားမဲ့သူနှစ်ယောက်လုံးတို့အကျိုးရှိမဲ့အရာကိုလုတ်သွားလိုက်ဖို့ပဲပြောပါရည်။အဲဒီနောက်ဒိုဖလမင်ဂိုကလောကိုပြန်လည်ရှင်သန်စေတဲ့ OPOP နီးနဲ့တေးဖို့ပြောလိုက်ပါရည်။ပြီးတော့တကယ်လို့သာလောကအဲဒီနီးနဲ့တေးခဲ့ရင်သူကလောကိုဆန္ဒဘာပဲဖြစ်ဖြစ်အကုန်လုံးပေးမယ်လို့ပြောလိုက်ပါရည်။ဒါကိုကြားတော့လောကသူ့ရဲ့ဆန္ဒဘာကိုပဲဖြစ်ဖြစ်လာလို့မေးလိုက်ပြီးတော့ဒိုဖလမင်ဂိုကခေါင်းငြိမ်ပြလိုက်ပါရည်။ဒါကြောင့်လောကဒါဆိုရင်ငါတို့နှစ်ယောက်လုံးကိုအကျိုးရှိစေတာပဲလို့ဆိုကသူ့အတွက်ကိုရာဇွန်ကိုပြန်ခေါ်လာပေးဖို့ပြောပါရည်။ပြီးရင်လေလောကဒိုဖလမင်ဂိုကိုမင်းတို့မျိုးလုံးကသူတွေရဲ့ဖော်ကင်းတွေကို ရက်ကြည့်လိုက်လို့ပြောပြလိုက်ပါရီ။ဒါကိုကြတော့ဒိုဖလမင်ဂိုကဒေါသထွက်နေခဲ့ပါရီ။အဲဒီနောက်လောကလူဖီတို့ကအများကြီးလုံနိုင်စွာရှိတယ်လို့ပြောပြပါရီ။ပြီးတော့အခုထိလည်းမင်းတို့ကိုဖမ်းလို့မရသေးဘူးမှလားလို့ပြောပါရီ။ဒါအပြင်လူဖီတို့စီကနေစီစာကိုလည်းပြန်မခေါ်နိုင်သေးဘူးလားလို့လောင်းပြောင်ခဲ့လိုက်ပါရီ။ပြီးတော့လောကဒိုဖလမင်ဂိုကိုမင်းမဲမပြည့်စုံတာလို့ပြောလိုက်တော့ဒါကိုကြတဲ့ဒိုဖလမင်ဂိုကအရန်ကိုဒေါသထွက်လာပြီးလောကိုတနက်နဲ့ချိန်ကပြစ်လိုက်ပါရီ။လဲကြသွားတဲ့လောရဲ့အင်ကြီးနောက်ဖက်မှာတော့ကိုရာဆောင်ဆိုတဲ့စာရန်ကိုဒိုဖလမင်ဂိုကတွေ့သွားပါရီ။ ။ဒါကိုတွေ့တော့သူကပို့ပြီးဒေါသထွက်လာပြီးသူကလောကိုမင်းဘလို့လောင်ပြောင်နေရလဲလို့မေးလိုက်ပါရီ။ပြီးတော့သူကလောကိုတန်းတန်းနဲ့ဆက်လိုက်ပြပါရီ။စိတ်တူနေတဲ့ဒိုဖလမင်ဂိုကကြီးကုံသွားတော့မှလောကိုဆက်ပြနေခဲ့ပါရီ။အဲဒီနောက်မှာတော့ဗီယိုလာကဒါကိုမြင်ပြီးပြောပြနေခဲ့ပါရီ။ဥစုပ်ကတော့ဒါကိုမယုံနိုင်အောင်ဖြစ်နေခဲ့ပြီးဗီယိုလာကဥစုပ်ကိုလောကတနက်နဲ့ဇာတာအဖြစ်ခံရပြီးနောက်မှာအသက်မရှိတော့ဘူးလို့ပြောလိုက်ပါရီ။အိန်းနောက်မှာတော့အားလုံးကငြိမ်သက်သွားခဲ့ပြီးရီကူကမျိုးရဲကိုဆင်းမလို့လောက်ပါရီ။အိန်းနောက်ရီကူကသူတို့အားလုံးအနေနဲ့ခက်ခဲတဲ့အချိန်ကာလမှာရောက်နေတာမို့ မျိုးတွေကသူတွေကိုတန်းနိုင်ဆုံးကူညီပေးနိုင်တာလိုအပ်တာကိုလုပ်ပေးကြဖို့အတွက်ပြောပါရည်။ဒါကိုကြားတော့တန်းကလည်းသူလဲလိုက်မယ်လို့ပြောပြီးအလုံးကလည်းသူတို့လဲတန်းနိုင်သမျှကူညီမယ်လို့ဆိုကာမျိုးတွေကိုစင်ကြပါရည်။တစ်ဖက်မှာတော့ဒိုဖလမင်ဂိုကလောကိုကြည့်ကရီမောနေပြီးသူကဘာပဲဖြစ်ဖြစ်နောက်ဆုံးမှာတော့ထာဝရရှင်သန်ခြင်းကိုရတော့မယ်လို့ပြောလိုက်ပါရည်။ပြီးတော့သူကနောက်ဆုံးအနေနဲ့လောစရာတစ်ခုပဲရှိတော့တယ်လို့ပြောလိုက်တာကြောင့်ထရီဘောကသဘောကျသွားပါရည်။အဲ့နောက်မှာတော့ဒိုဖလမင်ဂိုကသူ့ရဲ့လက်ကိုဆန့်တန်းလိုက်ပြီးအပေါ်ကိုမြောက်ထားလိုက်ပါရီအဲ့ဒီအချိန်ကျေလောင်နဲ့ပေါက်ကွဲဆန်ကြီးနဲ့အတူလူဖီကရောက်လာပါရီ ပြီးတော့လူဖီကဒိုဖလမင်ဂိုကိုမြင်တော့မင်းကဒီမှာပဲလို့ဆိုတာသူ့ရဲ့လက်ကိုပြင်ဆင်ပြီးဒိုဖလမင်ဂိုကိုတိုက်ခိုက်ပစ်လိုက်ပါတယ်။ဒါကိုမြင်တော့ဒိုဖလမင်ဂိုကလူဖီကိုမင်းရောက်လာတာကနောက်ကျသွားပြီးငါသူ့ကိုကျုံဘွားကနေလွတ်အောင်လှုပ်ပေးလိုက်ပြီလို့ဆိုပါတယ်။ပြီးတော့သူကလူဖီရဲ့တိုက်ခိုက်မှုကိုကာဝယ်ဖို့အတွက်သူ့ရဲ့အစွမ်းနဲ့ပိုက်ကွန်တစ်ခုကိုလှုပ်လိုက်ပါတယ်။လူဖီကတော့ဘယ်လမီတယောက်တေဆုံးသွားတဲ့အတွက်အရန်ကိုဒေါသထွက်နေခဲ့ပါတယ်။ပြီးတော့သူကဒိုဖလမင်ဂိုကိုဒါကိုမင်းသိရမလားလို့ပြောလိုက်တော့ဒိုဖလမင်ဂိုကဘယ်လမီကမရှောင်ခဲ့ဘူးလားလို့မေးလိုက်ပါတယ်။ ဗေလမီကတိုက်ခိုက်မှုတွေကိုရှောင်မဲ့သူမဟုတ်တာကိုသိနေခဲ့ပေမဲ့သူကမသိချင်အောင်ဆောင်နေခဲ့တာကြောင့်လူဗီကစိတ်တုန်နေခဲ့ပါတယ်။ဒါကြောင့်မလို့သူကဒိုဖလမင်ဂိုရဲ့ပိုက်ကွန်ကိုဖျက်ပြစ်လိုက်ပြီးတစ်ဖက်ကိုသွားခဲ့ပါတယ်။ပြီးတော့သူကသူ့ရဲ့လက်နက်ဖက်ကိုပြင်ဆင်လိုက်ပြီးဒိုဖလမင်ဂိုကိုအဆက်မပြတ်ထိုးချိတ်လိုက်ပါတယ်။အချိန်တော်ကြာအောင်တိုက်ခိုက်ပြီးတဲ့နောက်မှာလူဗီကရပ်တန့်လိုက်ပြီးအခြေအနေကိုကြည့်နေပါတယ်။ဒါပေမဲ့ဒိုဖလမင်ဂိုကပြန်ပေါ်လာပြီးထရီဘိုကလည်းလူဗီကိုတိုက်ခိုက်လိုက်တာကြောင့်လူဗီကအနောက်ကိုဆုတ်သွားပါတယ်။အဲ့ဒီအချိန်သူကသွေးတွေကိုနင်းမိခဲ့တာကြောင့်လန့်သွားပြီးအနောက်ကိုလှည့်ကြည့်ခဲ့ပါတယ်။ ဲ့ဒီအချိန်လူဖီကလောကိုတွေ့လိုက်ရပြီးသွားပြေးထူလိုက်ပါရီပြီးတော့ဘာလို့သူကြီးအများကြီးထွက်နေရလဲမင်းရလကဘာဖြစ်သွားတာလဲလို့တို့တို့ပြောကသတိထားဖို့ပြောလိုက်ပါရီအဲ့ဒီအချိန်ဒိုဖလမီဟိုကလူဖီကိုလောကတည်သွားပြီးသူတင်နေပြီဆိုတာအသိသာကြီးပဲလို့ပြောလိုက်ပါရီဒါကိုကြားတော့လူဖီကမယုံသေးဘူးလို့ပြန်ပြောလိုက်တယ်အဲ့ဒီနောက်မှာတော့ဒိုဖလမီဟိုကလူဖီကိုလောမတိတ်ခင်မင်းကိုအရန်ယုံကြည်ခဲ့တာလို့ပြောပြပါရီဒါပြင်လောကလူဖီတို့ကထူးခြားစံပြတာတွေကိုလည်းလုံနိုင်တယ်လို့ပြောပြခဲ့တယ်လို့ပြောပြလိုက်တယ် ဒါပေမဲ့ဒိုဖလမီကိုကငါမင်းနဲ့တိုက်ခိုက်တုန်းကအဲ့လောက်စွန့်ထက်တယ်လို့လည်းမထင်ပါဘူးလို့ပြောလိုက်ပြီးအခုသူတို့နှစ်ယောက်ကိုလောပြောတာတွေကဟုတ်မဟုတ်သိအောင်တိုက်ခိုက်ကြဖို့ပြောလိုက်ပါရီ။နောက်ကိုကျတော့စိတ်တူနေတဲ့လူဖီကနေရာကနေထလာပြီးဘလို့တော့မှလုံရဲတာလဲဆိုတာဒိုဖလမီကိုစီကိုပြေးဝင်သွားပါရီ။နောက်ကိုမြင်တော့ဒိုဖလမီကိုတို့ကပြုံးကြည့်နေပြီးသူတို့ကနောက်ကိုရောက်လာတဲ့လူဖီကိုတိုက်ခိုက်ခဲ့ကြပါရီ။ဒါပေမဲ့လူဖီကလည်းသူ့ရဲ့ခြေထောက်ကိုအရှိကြီးထုတ်ကပြန်တိုက်ခိုက်ခဲ့တာကြောင့်မြေပြင်မှာပေါက်ကွဲမှုတွေပါဖြစ်သွားခဲ့ပါရီ။အဲ့နောက်လူဖီကဒိုဖလမီကိုရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပါရီ။ ။လူဖီကနာကျင်သွားပေမဲ့သူကဆက်ပြီးပြေးဝင်သွားခဲ့ပြန်ပါတယ်။သူကခြေထောက်ကိုအကြီးကြီးဖျက်အောင်လုပ်ကဒိုဖလမင်ဂိုတို့ကိုတိုက်ခိုက်ပြီးသူ့ရဲ့ခြေထောက်ကိုဆပရိန်ကိုပြောင်းလဲပြီးနေရာနဲ့ကိုခုန်ကူးနေပါတယ်။ဖီဘောကဒါကိုမြင်တော့အံ့ဩနေပြီးဒါရီကဘာရီလဲလို့ဆိုကကြည့်နေခဲ့ပါတယ်။အဲဒီအချိန်လူဖီကသူ့ခြေထောက်ရဲ့ကံအားကိုတုံးကဒိုဖလမင်ဂိုကိုတိုက်ခိုက်ဖို့လုပ်နေခဲ့ပါတယ်။ဒါကြောင့်ဒိုဖလမင်ဂိုကလည်းပိုက်ကွန်တစ်ခုကိုဖန်တီးလိုက်ပြီးလူဖီရဲ့တိုက်ခိုက်မှုကိုကာကွယ်ခဲ့ပါတယ်။ပြင်းထန်တဲ့တိုက်ခိုက်မှုကြောင့်ပဝင်းရင်တစ်ခုလုံးကလည်းတုံ့ဟင်းနေခဲ့ပါတယ်။အဲဒီနောက်လူဖီကအနောက်ဘက်ကိုလွင့်ထွက်သွားပါတယ်။ အဲဒီနောက်လူဖီအနေနဲ့ပြန်ထလာခဲ့ပြီးဒိုဖလမီကိုလည်းလူဖီကိုမင်းငါ့ကိုထိတော့မလို့ပဲလို့ခနဲ့တက်တက်နဲ့ပြောလိုက်ပါရီတဖက်မှာတော့ဘီယန်ရီကူကအောက်ကိုဆင်းနေရင်သူကရုတ်တရက်ရက်လိုက်ပါရီဒါကြောင့်အလုံးကဘာဖြစ်တာလဲလို့မေးတော့ရီကူကဘာမှမပြောဘဲပတ်ဝန်းကျင်ကိုတစ်ချက်စူးစိုက်ကြည့်နေပါရီအဲဒီနောက်တစုံတစ်ခုကအလုံးကိုဖျက်ပြီးလာနေတဲ့အတန်ကိုကြားလိုက်ရတာကြောင့်ဘီယန်ရီကူကအလုံးကိုဒီနေရာမှာပဲနေဖို့အတွက်ပြောလိုက်ပါရီတဖက်မှာလည်းရေတက်စစ်သားတယောက်ကတစုံတစ်ခုကိုလမ်းမြင်လိုက်ရပါရီတယောက်ကမြင်တော့ဘာလဲလို့မေးလိုက်တော့စစ်သားကသူစိတ်ထင်တာပါလို့ပြန်ပြောပါရီ အဲ့ဒီအချိန်မှာပဲသူကမြို့ကိုအုပ်ထားတဲ့တန်ကျိုးတွေကလှုပ်ရှားလာနေတာကိုသတိထားမိသွားပါတယ်။ဒါကြောင့်အားလုံးကထိတ်လန့်သွားကြပြီးသူတို့ကကျိုးတွေကကျုံလာပြီလို့ဆိုပြီးထိတ်လန့်စွာအုပ်ဟစ်လိုက်ပါတယ်။ပြီးတော့သူတို့ကထိတ်လန့်စွာနဲ့ပြေးလွှားနေခဲ့ကြပြန်ပါတယ်။တစ်ဖက်မှာလည်းလူဖီကဒိုဖလာမီဂိုတို့ကိုတိုက်ခိုက်ဖို့လုပ်နေခဲ့ပါတယ်။အဲ့ချိန်လူဖီကသူ့ကိုနေုံလို့ပြောလိုက်တဲ့အတန်တစ်ခုကိုကြားလိုက်ရတာကြောင့်အံ့ဩသွားပါတယ်။အဲ့ဒီအချိန်အတန်တစ်ခုကလူဖီကိုစိတ်ရည်ထားဖို့ပြောလိုက်ပြီးအတန်ဒီကိုနားထောင်ဖို့ပြောလိုက်ကဇလန်လေးကလည်းဒီမာရီမဲတခန်းရံသွားခဲ့ပါတယ်။ အပိုင်းကိုရီးယားနဆနီရဲ့ဆောက်မှာတော့မျိုးဖို့ဝင်းရံထားတဲ့ငှက်လောင်ကထီတချောင်းကိုပိတ်လိုက်တယ်လို့မျိုးတဖြည်းဖြည်းပိတ်လာနေခဲ့ပါတယ်။မျိုးသူမျိုးသားတွေကဒီအချိန်လေးကိုစောင့်ကြည့်နေကြပြီးဒီရောက်ကဂျိုးနီယန်ကစတင်ရွေလျားနေပြီလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်ဂျိုးနီယန်ကအရာအလုံးကိုပိုင်းဖြတ်ပြစ်ပြီးတဖြည်းဖြည်းအလေကိုရွေလာပါတယ်။အဲ့ဒီနောက်မှာတော့ဂျိုးရီကခိုင်မာတဲ့အဆောက်အဦးတွေနဲ့အိမ်ဒီကိုတော်ဖြတ်ပြစ်လိုက်တာကြောင့်အလုံးကလန့်သွားကြပြီးအသက်မသေးခြင်းရင်လုံအောင်ပြေးကြဖို့ပြောလိုက်ပါတယ်။ဒါကြောင့်အလုံးကမြို့အတွင်းကိုထွက်ပြေးခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့လူရီတွေမကတလိမ့်ဆန်တွေကပါပြေးထွက်နေခဲ့ကြပြီး နေရာနှက်ကနေအရေးပေါ်ဖုံးခေါ်ဆိုမှုတွေကလည်းရှိလာပါသေး။ပထမဆုံးမြို့ဆောင်ကားတွေကသူတို့မှာအရေးပေါ်ခြေနေရှိနေတယ်လို့ဖုံးဆက်ပြီးတိတ်မကြခင်မှာပဲမြို့ရဲ့မြောက်ဖက်နဲ့အရှေ့ဘက်တွေလည်းတူညီတဲ့ပြဿနာတွေကိုကြုံနေရကြောင်းဖုံးဆက်လာပါသေး။အိမ်နောက်သူတို့ကဖက်ဖက်ကနေဂျူနီယာကစတင်ရွေးရှားလာပြီဆိုတဲ့အကြောင်းကိုပြောပြပါသေး။အပေါ်ဘက်မှာတော့ဒိုဖလမီကိုကလူဖီကိုဒီမှာရှိတဲ့တွေအလုံးမကြခင်မှာတည်ရတော့မယ်လို့ပြောလိုက်တယ်။ဒါအပြင်ကစားပွဲကလည်းပုံစံပြောင်းလဲသွားပြီလို့ဆိုလာခဲ့တာကြောင့်လူဗီကဒါရီဖြစ်ပြီးတဲ့နောက်မှာတော့ပြောနေတော့မယ်လားလို့ပြောလိုက်ပါတယ် အခုဒီသဘောမပေါက်သေးတဲ့လူဖီကိုဒိုဖလမီကိုကမင်းအနေနဲ့နားထောင်နေတယ်လို့ပြောပြီးဂျိုးနီယန်ကစတင်ရွေလျားနေပြီးတော့ပြောလိုက်ပါတယ်။ပြီးတော့ဒါကထီးလို့ပဲတဖြည်းဖြည်းပိတ်လာပြီးတနာရီအတွင်းမှာအရာအလုံးကိုပိုင်းဖြတ်သွားလိမ့်မယ်လို့သူကပြောပါတယ်။သူရဲ့စကားကြောင့်လူဖီကစိတ်တူနေခဲ့ပြီးအောက်ဘက်မှာလည်းလူတွေကအသေးအံပြေးလွားနေခဲ့ကြပါတယ်။တစ်ဖက်မှာလည်းစစ်သားတွေကမျိုးစုံတွေထဲမှာရှိနေသေးတဲ့သူတွေအလုံးကိုဖယ်ထုတ်ဖို့အတွက်ဆောင်ရွက်နေခဲ့ပါတယ်။အိမ်နောက်မှာတော့စစ်သားတွေကဒဏ်ရာရပြီးမပြေးနိုင်တဲ့သူတွေအလုံးကိုကယ်ထုတ်ပေးခဲ့ပါတယ်။ဒါကြောင့်မြို့သူမြို့သားတွေကစစ်သားတွေအလုံးကိုကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။ ပြီးတော့သူတို့ကအားလုံးကိုမြို့လေကောင်ကိုပြေးဖို့အတွက်တိုက်တွန်းခဲ့ကြပါတယ်။အားလုံးကရေရွတ်တဲတဲတွေထားဖြစ်နေပြီးလူတွေကလည်းပြေးလွှတ်နေကြပါပျက်စီးမှုကလည်းနေရာအနှံ့ဖြစ်နေခဲ့ပါပြီ။အဲ့ဒီအချိန်ဖန်ခန့်ထားရတဲ့သူတွေကလည်းဒီကျိုးရီစီကနေလွတ်အောင်ထွက်ပြေးဖို့အတွက်ကြိုးစားပြီးသူတို့ကိုလွတ်ပြေးဖို့အတွက်တောင်းဆိုနေခဲ့ကြပါတယ်။တစ်ဖက်မှာလည်းဗီယိုလာကဒါကိုတီးပြီးအားလုံးကိုပြပြခဲ့ပါတယ်။မြို့ကိုကားထားတဲ့ကျိုးရီကကျုံလာပြီးဆွဲတဲ့တဲ့ရင်ကိုကြတော့ဥစုပ်တယောက်နေစရာမရှိတော့ပါဘူး။သူကကနာမငိန်ဖြစ်နေပြီးသူ့ကိုသူတို့ကဘာရီဖြစ်သွားမှလဲပြီးတော့ဘာလို့ကြောက်မလဲလို့ဇိုရိုကိုမေးနေခဲ့ပါတယ်။ ရီကူကတော့ဒိုဖလမင်ဂိုကအခုလိုလောက်ရက်ကိုလောက်ခဲ့တာအန်ဟောနေပြီဒါကဘလူရောင်လူမဆန်တာလေးလို့ပြောနေခဲ့ပါတယ်တစ်ဖက်မှာလည်းဆိုင်းကဘာရီဖြစ်နေတယ်ဆိုတာကိုသိချာမသိသေးပဲအဝေးကကြားနေရတဲ့အတန်တွေကဘာရီလဲလို့ပြောလိုက်ပါတယ်တစ်ဖက်မှာလည်းလီယိုရိုကဒါကိုကြည့်နေပြီဘာရီဖြစ်နေတာလဲဆိုပြီးပြောလိုက်ပါတယ်ကီရော့စ်ကတော့ဒိုဖလမင်ဂိုကတခုခုကိုလောက်လိုက်တာပဲလို့ပြောလိုက်ပြီးရော်ဘင်ကလည်းအခြေအနေကိုစောင့်ကြည့်နေခဲ့ပါတယ်အဲ့ဒီချိန်ဦးစုပ်ကတော့လူဖီကိုဒိုဖလမင်ဂိုကိုနိုင်အောင်ချဖို့အတွက်အော်ဟစ်လိုက်ပါတယ် ဒါကိုကင်းရဲ့မုံကလေးထောက်ခံလိုက်ပြီးသူကလူဖီကိုဒီအတွက်တောင်းဆိုတာကအရင်များနေတယ်ဆိုပေမဲ့အခုချိန်မှာအားလုံးရဲ့အသက်တွေကလူဖီရဲ့ပုံမှန်ပဲရှိနေတာကြောင့်အားကိုးနေမယ်လို့ပြောလိုက်ပါတယ်။ဒါအပြင်အခြားသူတွေကလည်းလူဖီကိုနိုင်အောင်လုပ်ဖို့အတွက်အားပေးနေခဲ့ပါတယ်။အဲဒီချိန်ဒိုဖလမင်ဂိုကတော့လူဖီကိုသူ့အနေနဲ့ဘယ်သူမှမလွတ်ပြေးဖို့စိတ်ကူးမရှိခဲ့ဘူးလို့ဒီလိုနေတဲ့သူတွေကိုတနာညာတာမှုကင်းမယ်ဆိုတာပြောလိုက်ပါတယ်။သူ့အတွက်ဒီနိုင်ငံရဲ့လေဝှက်ချက်တွေကိုသိနေတဲ့သူတွေကိုလွတ်ပြေးလိုက်တာကဘာအသာချက်ကိုမှဖြစ်မလာစေဘူးလို့ပြောပါတယ်။ ပြီးတော့ဒိုဖလမင်ဂိုကလူဖီကိုတိတ်မကြခင်မှာလူရီရောတလေးဆန်တွေရောအားလုံးကတည်ဆုံရတော့မယ်အပြင်လူဖီကိုအဲ့ဒီထဲမှာမင်းရောမင်းရဲ့ဘော်ဒါတွေရောပဲလို့ပြောလိုက်ပြီးသဘောကျစွာယူမောနေခဲ့ပါတယ်အဲ့နောက်ဒိုဖလမင်ဂိုကလူဖီကိုမင်းရဲ့တငယ်ချင်းတွေအစောပိုင်းကပဲတည်ဆုံသွားပြီမလားလို့ပြောလိုက်ပါတယ်ဒါကိုကြားတော့လူဖီကရောသားထွက်နေခဲ့ပေမဲ့ထရီဘောကတော့လောကိုမင်းငါတို့နဲ့လာမရှုပ်ခဲ့တယ်မို့လို့ပြောလိုက်ပါတယ်အဲ့နောက်ဒိုဖလမင်ဂိုကလူဖီကိုဒရက်ဆိုစာကိုလုံးဝဖျက်ဆီးခံရတော့မယ်လို့ပြောလိုက်ပြီးသူကလူဖီကိုစိတ်မပူပါနဲ့မျိုးကိုပြန်လဲတီးဆောက်မှာပါလို့ပြောနေခဲ့ပါတယ် အင်းနောက်မှာတော့လူဖီကစိတ်တူသွားပြီးဒိုဖလမင်ဂိုကိုမင်းကိုအနိုင်တိုက်ခိုက်ရင်ရပြီမလားလို့ဆိုတာပြေးဝင်တိုက်ခိုက်ပါတယ်။ဒါပေမဲ့ဒိုဖလမင်ဂိုကတော့လူဖီကိုအဲ့လိုမလုပ်ဖို့အကြံပေးမယ်လို့ဆိုတာပြန်တိုက်ခိုက်ခဲ့ပါတယ်။ဒါကြောင့်လူဖီကဒိုဖလမင်ဂိုရဲ့တိုက်ခိုက်မှုတွေကိုအားလုံးကိုရှောင်တိန်ခဲ့ပါတယ်။သူကလူဖီကဒိုဖလမင်ဂိုကိုအစင်မပြတ်ရှောင်တိန်နေရင်တံမြန်တိုက်ခိုက်မှုတွေကိုလည်းလှုံ့ဆော်ခဲ့ပါတယ်။အင်းနောက်ထိုးနှက်တာမျိုးတွေကိုလုပ်ခဲ့ပြီးသူ့ရဲ့နားကိုရောက်အောင်တိုးသွားလိုက်ပါတယ်။အဲ့ဒီအချိန်ဒိုဖလမင်ဂိုကသူ့ကိုတိုက်ခိုက်လိုက်ပြီးလောနဲ့အတူသွားတည်လိုက်ဖို့အတွက်ပြောပါတယ်။ ဒါပေမဲ့ယုတ်တိရဲ့လူဖီကနေလောဖြစ်ကိုပြောင်းလဲသွားပြီးဒါကိုမြင်လိုက်ရတော့ဒိုဖလမင်ဂိုကတုံ့လုသွားခဲ့ပါရီလောကတော့ဒိုဖလမင်ဂိုကိုပြည့်စည်သွားရမယ်သူကမင်းမဲလို့ပြောလိုက်ပြီးလူဖီကလည်းလောကိုဆက်လုထားဖို့အတွက်ပြောပါရီအဲ့ဒီအချိန်လောကတော့ဒိုဖလမင်ဂိုကိုအစိမ်းရောင်လင်းတဲ့အနေနဲ့တိုက်ခိုက်ခဲ့ပြီးဒါကမင်းရဲ့ခန္ဓာကိုယ်အတွင်းပိုင်းထိထိခိုက်စေမဲ့ကံမာပဲလို့ပြောလိုက်ပါရီတစ်ဖက်မှာတော့ဒိုဖလမင်ဂိုကအံဩတုံ့လုမှုတွေပြင်သူ့ရဲ့မျက်နှာကနာကျင်မှုကြောင့်ရှုံးမဲ့နေပြီးမစက်ကလည်းသွေးတွေထွက်နေခဲ့ပါပြီအဲ့ဒီအချိန်ထရီဘောကလောကိုကြည့်ပြီး မင်းမလိုတော့အသက်ရှင်နေသေးတာလေလို့တုံလုံးဆွာမိလိုက်ပါရီပြီးတော့ room ကိုမတုံးမဲ OPOP အစွမ်းတိုက်ခိုက်မှုကိုဘလိုတော့လုံးနိုင်တာလေလို့မေးတော့လောကအခုသူတို့က room အတွင်းမှာပဲလို့ပြောလိုက်ပါရီဒါကသူ့ရဲ့တက်တန်းကိုရှော့ရှာခံရမယ်ဆိုပေမဲ့လောကဘယ်သူမှမမြင်နိုင်တဲ့အေးရမ room အကြီးကြီးတစ်ခုကိုဖန်နီးခဲ့တာပါပြီးတော့သူကအဲ့ဒီအခိုက်တန်းတွေဆောင်ဆိုင်နေခဲ့ပြီး low flamingo ကိုတိုက်ခိုက်ခဲ့တာပဲဖြစ်ပါရီအဲ့ဒီတုန်းကလောက low flamingo ကသူ့ကိုတနက်နဲ့ပြစ်လိုက်တဲ့အချိန်လဲကျသွားပေမဲ့ဒါကသူ့ကိုမသိစေနိုင်ဘူးဆိုတာလောကသိလိုက်ပါရီ ။ဒါကြောင့်လောကတခြားတရားရဲ့ခန္ဓာကိုယ်နဲ့ခန္ဓာကိုယ်ချင်းလဲထားလိုက်ပါလေ။အဲဒီနောက်မှာတော့သူကလွတ်သွားပြီးဒိုဖလမီဂိုရဲ့တနတ်တံကိုတော့တခြားတယောက်ကခန်းစားနေရတာပါ။လောကဒီအတွက်သူ့ရဲ့ဒုတိယခန္ဓာကိုယ်ကိုတောင်းပန်လိုက်ပြီးမကြခင်သူပြန်လာမယ်လို့ပြောလိုက်ပါလေ။အဲဒီအချိန်လူဖီကရောက်လာပြီးဒိုဖလမီဂိုကိုတိုက်ခိုက်လိုက်ပါလေ။ပြီးတော့သူကသွေးရည်အများကြီးထွက်နေတဲ့လောကိုမြင်ပြီးဘာလို့အခုလိုဖြစ်နေရလဲလို့မေးပြီးသတိထားဖို့ပြောခဲ့ပါလေ။ဒိုဖလာမင်ဂိုကတော့လူဖီကိုလောကတည်သွားပြီလို့ပြောတော့လူဖီကစိတ်တူကသူ့ကိုတိုက်ဖို့လုပ်လိုက်ပါတယ် ဲ့ဒီအချိန်တော့ကလူဖီကိုစကားပြောခဲ့ပြီးသူအသက်ရှင်သေးတယ်လို့ပြောပြတယ်။အဲ့နောက်တော့ကလူဖီကိုနောက်ကိုလည်းမကြည့်နဲ့လို့ပြောလိုက်ပြီးသူ့မှာအစီအစဉ်ရှိတယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်လူဖီကလော်ရဲ့အစီအစဉ်တိုင်းတိုက်ခိုက်ခဲ့ပြီးနှစ်ယောက်ပေါင်းကဒိုဖလမင်ဂိုကိုတိုက်ခိုက်ခဲ့ကြတာပါ။လောကခနာကိုကိုအတွင်းမိုင်းတိုက်ခိုက်မှုတွေကိုခမားဆိုရင်တော့မှကာကွယ်နိုင်မှာမဟုတ်ဘူးလို့ပြောလိုက်တယ်။အဖက်မှာတော့ဒိုဖလမင်ဂိုကနာကျင်မှုကြောင့်သူ့ရဲ့ခြေထောက်တီတာကွေးညွတ်နေပါပြီ။ဒါကိုမြင်တော့ထရီဘောကဘယင်တယောက်အနေနဲ့ထပ်ပြီးဒူးမထောက်တော့နဲ့လို့အော်ပြောခဲ့ပါရီ။ဒါကိုကြားတော့ဒိုဖလမင်ဂိုကလော်ရဲ့မျက်နှာကိုအုပ်ကန်လိုက်က မင်းပါလုတ်ခဲ့ရဆိုတာမင်းကိုမင်းသိတယ်လို့ပြောလိုက်တယ်။ဒါပေမဲ့လောကတော့အခုချိန်သူ့ကိုတတ်မယ်ဆိုရင်တော့မင်းအတွက်နောက်ကျသွားပြီလို့ပြောလိုက်ပါရီ။အဲ့ဒီချိန်ဒိုဖလာမင်ဂိုကလောကိုတိုက်ခိုက်ဖို့လုပ်တာကြောင့်လူဖီကသူ့ကိုကန်ထုတ်ပစ်လိုက်ပါရီ။ရင်းထွက်သွားတဲ့ဒိုဖလာမင်ဂိုကြောင့်ထရီဘောကလန့်သွားပြီးဒီလိုပါမဟုတ်တဲ့ပင်လယ်ဓားလေးကြောင့်သူတို့ရဲ့ဘရင်ကကြာဆုံးသွားရပြီလို့ပြောပါရီ။အဲ့ဒီနောက်လူဖီကဒိုဖလာမင်ဂိုကိုထပ်ပြီးတိုက်ခိုက်ဖို့လုပ်နေချိန်လောကဟန်တားလိုက်ပါရီ။သူကဒိုဖလာမင်ဂိုရှိရကိုလက်တစ်ဖက်ကိုအားပြုကတရွေ့ရွေ့လာနေခဲ့ပါရီ။နောက်ကိုမြင်တော့လူဖီကလောကိုလုံနိုင်ရင်လာလို့မေးပါရီ။ အဲ့ဒီအချိန်လောကရောအရင်ကအကြောင်းတွေကိုသတိရနေခဲ့ပါပြီ။အဲ့ဒီတော့ကသူ့ကိုကိုရာဇုံကဒိုဖလမင်ဂိုစီကိုခေါ်သွားပေးခဲ့တာပါ။ပြီးတော့သူကလောကိုဒိုဖလမင်ဂိုကမင်းကိုခလေးဖြစ်ဖြစ်ပါဖြစ်ဖြစ်ဒီယူဆိုင်မှာမဟုတ်ဘူး။မင်းရဲ့လှုပ်ဆောင်တဲ့ပုံစံပေါ်ကြည့်ပြီးဆုံးဖြတ်မှာလို့ပြောပြလိုက်ပါပြီ။ပြီးတော့သူကလောကိုကန်ကောင်းပါစေလို့ပြောခဲ့ပါပြီ။အဲ့ဒီနောက်ကိုရာကလောကိုဆောင်းနာရောက်လာတဲ့သူကလည်းငါတို့လိုပဲယာရူးကြီးတဲ့သူပဲလို့ပြောပြပြီးအဲ့ဒီလူကဦးချောင်းချောင်းဆိုပေမဲ့သူ့ရဲ့သွေးကစွမ်းထက်တယ်လို့ပြောပြပါပြီ။တရမှာတော့လောက white down ကသူတွေလာတာကြောင့်ထွက်ပြေးနေခဲ့ပါတယ် နောက်တော့ကိုရာကလောဟုခေါ်ပြီးတောင်ထိပ်တစ်ခုကိုတက်နေခဲ့ပါသည်လောကတော့ကိုရာကိုစေကူသားမှုခံယူဖို့ပြောပေမဲ့ကိုရာကတော့လောကိုညီးမနေနဲ့လို့ပြောလိုက်ပြီးနောက်တစ်ခါကြာမှကူသားမှုကိုခံယူမယ်လို့ဆိုတာလောကိုကြောပေါ်တင်တယ်လာခဲ့ပါသည်အဲ့နောက်ကိုရာကအိပ်ပျော်သွားတဲ့လောကိုကြည့်ပြီးအင်းလေးကဒါနဲ့ထိုးခံလိုက်ရပေမဲ့ငါလုံးဝမနာဘူးဒါပေမဲ့မင်းကတော့နာကျင်နေတယ်ဆိုတာကိုငါသိတယ်လို့ဆိုတာငုံနေခဲ့တာပါခဏကြာတော့ကိုရာလည်းထွက်သွားပြီးအဲ့ဒီအချိန်တစ်ဖက်မှာလောကနုံနေပြီးသူအကုန်ကြားနေခဲ့ရပါသည်ဒါကြောင့်ဝန်းနေလာတဲ့လောကကြိတ်ငုံနေခဲ့ပါသည် အဲ့ဒီနောက်ပိုင်းမှာကိုရာကလောကိုစားနောက်တာမျိုးတွေလုပ်ပြီးလောကလည်းဒါတွေကိုသဘောကျနေခဲ့ပါတယ်။နောက်တော့လောကတွေ့ရွေ့ထွက်သွားနေရင်လူဖီကိုအဲ့ဒီတရောင်းစားကငါရဲ့တာဝန်ပဲလို့ပြောလိုက်ပါတယ်။ပြီးတော့လောကဒိုဖလမင်ဂိုရဲ့အရှိကိုရောက်အောင်ကြိုးစားသွားပြီးအရင်းဒီအိုင်နဲ့ထားရက်ခဲ့ပါတယ်။ခဏကြာမှတော့လောကသူ့ကိုသူတေးချောင်ရက်လိုက်ပြီးရုံးကိုဖွင့်ပေးလိုက်ပါတယ်။ပြီးတော့သူကကိုရာစုံကိုမြင်အောင်ပြီးအခုကိုရာရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးမယ်လို့ပြောလိုက်ရင်ဇလန်လေးကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပါတယ်။